ားပါရှင်။ MPA သတင်းဌာနရဲ့ဒီကနေ့မေလ3ရက်နေ့မှာရရှိထားတဲ့သတင်းတွေကို ကျမခရစ်စတယ်ကတင်ဆက်ပေးပါမယ်ရှင်။တင်ဆက်ပေးမယ့်သတင်းတွေကတော့ဗမော်မြို့မှာတော်လိုင်းအောင်လံလွင့်ထူဖို့နောက်ဆုံးအဆင့်ကိုရောက်ပြီလို့ပြောတဲ့သတင်း၊ရင်းမပင်မှာတရင်မှုတအုပ်ကဆေးဆီယာမကိုပြစ်တက်ပြီးကိုကိုကိုလည်းအဆုံးစီရင်ခဲ့တဲ့သတင်း။အဖမ်းဆီးရီကြောင့်ရန်ကုန်မှာဘီလက်မြေအယောင်လုံးဝရပ်နေတဲ့သတင်း။ မြောင်းနဲ့ကြောက်တော်ရဲ့စစ်ဆောင်စခန်းတွေကအိမ်နောက်စု49စုကို HDCO ကပြန်လည်နေရာချပေးတဲ့တဲ့င်းစစ်ကောင်စီကအပြည့်ရက်တယ်ဆိုတဲ့ April လမှာတပိတ်ချင်းမှာလေးချောင်းတိုက်ခိုက်မှု24ကြိမ်ပြုလုပ်ခဲ့တဲ့တဲ့င်းထိုင်းတောင်ပိုင်းမှာတနက်သမားပြစ်ခတ်မှုကြောင့်ကိုးနေရွယ်မင်းကလေးအပါဝင်း၃ဦးသေဆုံးခဲ့တဲ့တဲ့င်းအစရှိတဲ့တဲ့င်းတွေကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဗမော်မြို့မှာတော်လိုင်းအောင်လန်းလွင်ထူဖို့နောက်ဆုံးအဆင့်ကိုရောက်ပြီလို့ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဗမော်မြို့မှာတော်လိုင်းအောင်လန်းလွင်ထူဖို့နောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီဖြစ်တယ်လို့သိရပါဗျ လက်ရှိဗမော်မြို့ထဲမှာစစ်ကောင်စီတက်ဆွဲထားတဲ့နေရာအများစုကို KIA နဲ့မဟာမိတ်တပ်တွေကသိမ်းပိုက်ထားပြီးအမှတ်27စစ်စင်ရေးကုကဲမှုဌာနချုပ်စကခ27မှာလည်းတော်လိုင်းတပ်တွေရဲ့ထိုးစစ်အောက်မှာပျို့စင်းနေပြီဖြစ်တယ်လို့ဗမော်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါဗျ။ မမော်မြို့တင်တိုက်ပွဲသတင်းတွေကိုစစ်စစ်မပြတ်ဖော်ပြနေတယ်။မမော်စကောက်တင်းကလည်းမေလာနှစ်ရံမှာဗမော်ပန်းနိုင်နီးပြီလို့យေတာထားပါတယ်။မကြမီအောင်ပန်းစင်တော့မဲ့ဗမော်တိုက်ပွဲရောက်နေတဲ့အေအေတပ်သားတွေကိုဗိုလ်ချုပ်ထွန်းမြင့်နိုင်ကဗီဒီယိုကောခေါ်ကအပိစကားပြောကြားခဲ့သလိုဗမော်မြို့ရဲ့နေရာအများစုကိုလည်း KIA နဲ့မဟာမိတ်တွေကထိန်းချုပ်ထားပြီးဖြစ်တယ်လို့ကချင် official page ကဒီကနေ့မှာဖော်ပြထားပါတယ်။ မမော်မြို့တင်တိုက်ပွဲကို2024ခုနှစ်ဒီဇင်ဘာ4ရက်ကစတင်ခဲ့တာဖြစ်ပြီး KIA, AA, APSDF, KPDF နဲ့မမော်မြို့ကန်ယူကြီးအဖွဲ့တွေပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ရင်းမပင်မှာတရင်မှုတအူးကဆေးစရာမကိုပြစ်တက်ပြီးကုကုကိုလည်းအဆုံးစီရင်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းရင်းမပင်မြို့နယ်ပြန်လှည့်ကြေးရွာမှာတရင်မှုတအူးကဆေးဆရာမကိုပစ်သက်ပြီးမိမိကိုယ်ကိုလည်းအဆုံးစီရင်ခဲ့တယ်လို့ဒေသခံတွေထံကသိရပါဗျ။2025ခုနှစ်ဧပြီ30ရက်ည9နာရီဝန်းကျင်အချိန်မှာတရင်မှုကဆ iam မနေထိုင်တဲ့နေအိမ်ကိုအနာဆေးထဲပို့ရောက်ရှိလာခဲ့ပြီးနေအိမ်မှာပဲနှစ်ဦးသားစကားခြေအတင်များခဲ့ပြီးနောက်အဆုံးစီမှုဖြစ်ပွားခဲ့တာပါ တနက်နဲ့ပြစ်ခတ်ခံရတဲ့အမျိုးသမီးဟာစီရင်ကျမ်းမာရေးဝန်ထမ်းတဦးဖြစ်တဲ့မတ်စာနေဝင်းဆိုသူဖြစ်ပြီးကိုကို အဆုံးစီရင်ခဲ့သူကရင်းမမင်ခရိုင်တရင်အမတ်ဆက်ခွန်ရဲ့တရင်မူကိုဖိုးစီဖြစ်တယ်လို့သိရပါဗျ။စီရင်ကျမ်းမာရေးဝန်ထမ်းတဦးဖြစ်တဲ့မတ်စာနေဝင်းကပြန်လည်ကြေးရွာမှာအဖွားဖြစ်သူနဲ့အတူနေထိုင်ပြီးငွေချင်းမောင်နှမနှစ်ယောက်မှာအကြီးဆုံးဖြစ်ပါတယ်။ တေဆုံးသူနှစ်ဦးရဲ့ရုပ်လောင်းတွေကိုရမပင်မြို့နယ်ထဲကစေယုံတစ်ခုမှာထားရှိပြီးလက်ရှိအချိန်ထိစစ်စစ်ချက်အဖြစ်ကိုမသိရှိရသေးဘူးလို့ဒေသခံတွေကပြောပါတယ်ပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလ၄ရက်ကလည်းတရားခံတော်လေးတပ်ဖွဲ့ဝင်နေအင်အားကောင်းတဲ့နယ်မြေတစ်ခုဖြစ်တဲ့ကဏီမြို့နယ်မှာပညာရေးတာဝန်ခံဦးဝင်းထေးအပါအဝင်မိသားစု၃ဦးတပ်ဖြတ်ခံခဲ့ရပါသေးတယ်။ တတိယသတင်းတပုတ်အနေနဲ့အဖမ်းစီရီကြောင်ရန်ကုန်မှာဘီလက်မြေရောင်လုံးဝရက်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဖမ်းစီရီကြောင်ရန်ကုန်မြို့ကစောက်လို့ရပစ္စည်းဆိုင်တွေမှာဘီလက်မြေရောင်လုံးဝရက်ထားတယ်လို့သိရပါဗျ။ဘီလက်မြေဈေးတင်ရောက်နေလို့ဆိုပြီးစောက်လို့ရပစ္စည်းအယောင်ဆိုင်62ဆိုင်ကိုဖမ်းဆီးလိုက်တယ်ဆိုပြီးစစ်ကောင်စီကဧပြီ24ရက်မှာထုတ်ပြန်ခဲ့ပြီးတဲ့နောက်ရန်ကုန်ဈေးကွက်မှာအယောင် ရက်ထားတာဖြစ်တယ်လို့ရန်ကုန်မြို့ကအသေးစားစောက်လို့ရလုပ်ငန်းရှင်တအူးထံကသိရပါဗျ။စစ်ကောင်စီတပ် ွဲ့ဝင်တွေကဝင်ရောက်စစ်ဆေးပြီးငွေညစ်တဲ့ပုံစံမျိုးတွေပါပြုတ်လုလာတဲ့အတွက်ဆိုင်များစုဟာအလွန်ရင်းနှီးတဲ့ဖောက်တယ်တွေက လွဲပြီးလက်သိထိုးရောင်းပေးနေတာဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီကပြည်လက်မြေတိတ်ကိုကျပ်18000နဲ့ရောင်းခိုင်းပြီးလက်ရှိဈေးကွက်ပေါက်ဈေးမှာကျပ်3000ကျော်ရှိတယ်လို့သိရပါတယ်ငလင်းလောက်ခက်ခဲ့တဲ့ match လ28ရက်မှာတော့ FRB လက်မြေတိတ်ကိုကျပ်18000ပဲရှိတယ်လို့သိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ မြောင်းဦးနဲ့ကြောက်တော်ရဲ့စစ်ဆောင်စခန်းတွေကအိမ်နောက်စု49စုကို HDCO ကပြန်လည်နေရာချပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အရကပီတုတော်လည်းအစိုးရရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးယုံကမြောက်ဦးနဲ့ကြောက်တော်မြို့နယ်တို့မှာရှိတဲ့စစ်ဆောင်စခန်းနှစ်ခုကစစ်ဆောင်တွေကိုမူလနေထိုင်ရာကျေးရွာတွေကိုပြန်လည်နေရာချပေးခဲ့တယ်လို့သိရပါဗျ။ မြောက်ဦးမြို့နယ်ဂါရာတောင်စကန်ကအိမ်နောက်စု18စုနဲ့ကြောက်တော်မြို့နယ်ညောင်ချောင်းစကန်ကအိမ်နောက်စု32စုတို့ကိုအရခပြည်သူတော်လှန်ရေးအစိုးရရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံးနဲ့လူမှုအဖွဲ့အစည်း22ဖွဲ့တို့ကပြန်လည်နေရာချပေးခဲ့တယ်လို့သိရပါတယ်။မြောက်ဦးနယ်ကြောက်တော်တို့ကစစ်ဆောင်ပြည်သူတွေအတွက်စမ်းစီစာပယ်အိုးခွက်ပကန်းဆောင်းအဝတ်အထည်တခွေသုံးပစ္စည်းတွေတာပေါ်လင်တွေနဲ့ ဟင်းသီးဟင်းရွက်မျိုးစေ့တွေအပါအဝင်တခြားအချိန်ကစားတောက်ကုန်တွေကိုအကူအညီထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။အာရခပြည်သူတော်လှန်ရေးအစိုးရရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးယုံနဲ့လူမှုအဖွဲ့အစည်း22ဖွဲ့တို့ကပြည်လည်နေရာချပေးခဲ့ရမှာအိမ်နောက်ဆုံးတစုစီအတွက်ငွေကျပ်6800ကျပ်နဲ့ငွေကြေးထောက်ပံ့ခဲ့တဲ့အပြင်နေဝေးကိုပြန်ရမယ်မိသားစုတစုစီအတွက်လည်းထပ်ဆောင်အနေနဲ့ငွေကျပ်2000ကျပ်ကို ထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။ စစ်ဆောင်စခန်းကပြည်သူတွေဟာဇာတိကြွယတွေကိုပြန်ရမှာအာရခတ်တက်တော်နဲ့စစ်ကောင်စီတက်တော်ကြားတိုက်ပွဲတွေကြောင့်ကြန့်ရှိခဲ့တဲ့စစ်ကြံလက်နက်တွေရဲ့အနေတွေကိုစိုးရိမ်မှုတွေရှိရလို့သိရပါဗျ။ဆလဘီစစ်ကောင်စီကပြည့်ရတဲ့ဆိုတော့ဧပြီလထဲမှာတပိတ်ချင်းမှလေးချောင်းတိုက်ခိုက်မှု24ချိန်ပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အပြည့်ခက်ရက်စဲထားတဲ့ဆိုတော့တလတာအတွင်းစစ်ကောင်စီတပ်ကတပိတ်ချင်းမြို့နယ်မှာလေးချောင်းတိုက်ခိုက်မှု24ချိန်ပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ စစ်ကောင်စီဘက်ကအပြစ်ခတ်ရက်စဲထားတဲ့ဧပြီဒလအတွင်းတပေးချင်းမျိုးဝကိုတစ်ချိန်နဲ့မျိုးနယ်အတွင်း23ချိန်လေးချောင်းတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ52ဦးသေဆုံးပြီး58ဦးထဏ်ရာရရှိခဲ့သလိုနေအိမ်60ကျော်ပျက်စီးခဲ့တယ်လို့ပြည်ဦးလေခရိုင်ပကဖထံကသိရပါဗျ။ ဧပြီ18ရက်ကလည်းတပိတ်ချင်းမြို့နယ်လိပ်ကျရွာကိုစစ်တပ်ကဘုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ73ဦးသေဆုံးခဲ့ပြီးဧပြီ19ရက်မှာတော့ရဲထွက်ကျွရွာကိုဘုံးကျဲခဲ့တာကြောင့်ပြည်သူ20ကျော်သေဆုံးခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်လေးကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရတဲ့ပြည်သူ52ဦးအတွက်တအုပ်ကိုကြက်သိန်း20၊ထရန်ရသူ55ဦးအတွက်တအုပ်ကို75သိန်းထောက်ပံ့ပေးခဲ့တယ်လို့သိရပါဗျ။ ဒါအပြင်ပျက်စီးသွားခဲ့တဲ့နေ42လုံးအတွက်တလုံးကို730နှုန်းနဲ့ထောက်ပံ့လူဒန်းခဲ့တယ်လို့တပိတ်ချင်းမြို့နယ်ပကဖကဧပြီ28ရက်မှာထုတ်ပြန်ပါတယ်။တပိတ်ချင်းမြို့နယ်မြို့နယ်အထက်ကစစ်ကောင်စီတပ်စခန်အများအပြားကိုတော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ထားပါတယ်။နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့ထိုင်းတောင်ပိုင်းမှာတနက်သမားပြစ်ခတ်မှုကြောင့်ကိုနေရွယ်မင်းကလေးအပါအဝင်၃ဦးသေဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပဋိပန်ဆိုင်ဖြစ်နေတဲ့ထိုင်းနိုင်ငံတောင်ပိုင်းမှာမေလ၂ရက်ကတနက်သမားတယောက်ရဲ့ပြစ်ခတ်မှုကြောင့်ကိုးနေရွယ်မင်းကလေးတဦးအပါအဝင် သုံးဦးသေဆုံးသွားတယ်လို့ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။အခုချိန်ထိထွက်ပြေးလွမြောက်နေသေးတဲ့တနက်သမားဟာနာရတီဝက်ခိုင်တာပိုင်မြို့နယ်ကလူနေအိမ် area တစ်ခုမှာပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ထိုင်းတောင်ပိုင်းကဒီဒေသဟာခွဲထွက်ရေးအတွက်ဆဲဆုနှစ်နဲ့ကြီးတောင်းဆိုနေတဲ့သဘုံတွေရဲ့လှုပ်ရှားမှုတွေကြောင့်မငြိမ်မသက်ဖြစ်နေပြီးမွတ်စလင်အများစုနေထိုင်တဲ့ပြည်နယ် 3ခုထဲကတစ်ခုဖြစ်ပါတယ်တည်ဆုံးသူတွေထဲမှာအသက်85နှစ်အရွယ်အမျိုးသားတစ်ယောက်လည်းပါတယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။အပြစ်ခတ်ခံခဲ့ရသူ၃အနက်တဦးကအခင်းဖြစ်တဲ့နေရာမှာနေတည်ဆုံးသွားပြီးနောက်နှစ်ဦးကတော့ဆေးရုံမှာဒဏ်ရာရနေတည်ဆုံးသွားတယ်လို့နောက်ထပ်နှစ်ယောက်လည်းဒဏ်ရာရရှိသွားတယ်လို့ရဲရရှိဝဌနာသူရာရက်ကပြောပါတယ်။ရဲတွေကထွက်ပြေးနေစေဖြစ်တဲ့တန်တရားရှိသူဟာတပုံအဖွဲနဲ့ဆက်နွယ်နေတယ်ဆိုပြီးယုံကြည်တယ်လို့ရဲရရှိကပြောပါတယ် နာရာတီဝက်ပတန်နီနဲ့ရာလာအစရှိတဲ့ထိုင်းနိုင်ငံရဲ့တောင်ပိုင်းပြည်နယ်တွေမှာအကြမ်းဖက်မှုတွေမကြာခဏဖြစ်ပွားလေးရှိပြီးဘာသာရေးရမတူညီတဲ့ဒေသအတွက်ကိုပိုင်အုပ်ချုပ်ခွင့်ကိုလိုလားတဲ့ခွဲထည်ရေးသမားတွေကြောင့်2004ခုနှစ်ကတည်းကလူပေါင်း9000ကျော်တည်ဆုံခဲ့ပြီးဖြစ်ပါတယ်။ဒါပေမဲ့တပုံတွေကလက်နက်မရှိတဲ့အရဲသားတွေကိုတိုက်ခိုက်တာကတော့အတော်လေးနှေးပါပြီးအများစုက လုံခြုံရေးဝန်ထမ်းတွေကိုပဲပြစ်မှတ်ထားကြတယ်လို့ AFP သတင်းမှာဖော်ပြထားပါတယ်။ MBE ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။